အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့ညီကိုနှစ်ယောက်နဲ့မြင်းလေးပုံမြင်ပဲဖြစ်ပါတယ်ရှင်တစ်ခါကရွာလေးတရွာမှာမောင်ကြီးနဲ့မောင်ငယ်တို့ညီကိုနှစ်ဦးရှိကြလေတဲ့သူတို့ကိုမိဘများက မြင်းလေးတကောင်ဝယ်ပေးထားလေတဲ့သူတို့ညီကိုနှစ်ယောက်ဟာမြင်းလေးကိုထိန်ချောင်းရင်းခွင်းပြင်မှာ ကစားလေးရှိကြတယ်မြင်းလေးကလည်းကျွန်တော်ကိုခွင်းပြင်စီအမြဲခေါ်သွားပေးပါလို့တောင်းဆိုတတ်တယ် မောင်ကြီးတို့မောင်ငယ်တို့ညီကိုနှစ်ဦးစလုံးကလည်းကိုရင်းပြင်တို့ အမြဲခေါ်သွားဖြစ်ကြရတဲ့အချိန်ကြာလာတာနဲ့အများညီကိုနှစ်ဦးဟာမြင်းလေးနဲ့အလွန်တရောစင်တွေလာကြတယ်။မောင်ကြီးနဲ့မောင်ငယ်ဟာကွင်းပြင်သို့မြင်းလေးကိုနေ့စဉ်ခေါ်သွားပြီးအစာအစာစားစေပြီးသူတို့ညီကိုနှစ်ဦးစလုံးက ကွင်းပြင်ထဲမှာ ကစားလေးရှိတယ်။မြင်းလေးဟာစီးဆိုသောမြတ်တူကိုစားပြီးလေကွင်းထဲကခြေတွင်ထဲမှာရေတောက်လေးရှိတယ်။မိုးရသည်မှာ ရေတွင်လေရေပြည့်နေသဖြင့်မြင်းလေးမှာအလွေတော်ကိုပို့၍ရေတောင်းနိုင်တဲ့နွေရာသီရောက်တဲ့အခါမှာလည်းညီကိုနှောက်ဦးဟာမြင်းလေးကိုကြောင်းနေကြအကွင်းပြင်မှာစက်ကြောင်းက အမြဲကစားကြတဲ့နွေရာသီဖြစ်တာကြောင့်မြင်းလေးအတွက် စားစရာမျက်စိရှားပါလာတဲ့တောင်းနေကြရေတွင်လေမှာလည်းရေများလျော့နေလာတဲ့မြင်းလေးလည်းရက်ခင်ကဲ့သို့ အစာစားပြီးတဲ့အခါရေတွင်းနာကိုရေတော့တောက်တဲ့ဒါပေမဲ့ရေတွင်းမှာရေများရောနေနေတဲ့မြင်းလေးမှာမမိတဲ့မိနဲ့အတော်ကြိုးစားပြီးငုတ်တောက်နေရရှာတယ်။ရေကိုတောက်နေစဉ်မြင်းလေးဟာ အာလွန်ပြီးဆွက်ခနဲ့မြည်တမ်းနဲ့အတူရေတွင်းလေးကိုကြာသွားပါတော့တယ်။ မြင်လေလေကြောက်လင့်တဲ့ကြကေကြပါကေကြပါလို့အော်ဟစ်ပြီးသူတခင်ညီအကိုတိအောင် အကူအညီတောင်းခဲ့ကြတဲ့မြင်လေမှာရေထဲသို့ကျသွားတော့လေနွေရာသည် ရေတိမ်ကာလာဖြစ်ပြီးရေတွင်မမြုပ်ပဲရေတွင်ထဲမှာမတ်တက်ကလေးရှိနေလေတဲ့မောင်ကြီးနဲ့မောင်ငယ်ဟာမြင်းအော်တန်ကြပြီးကစားရမှာအပြေအလွှာရောက်လာကြတဲ့ ရေတွင်နာရောက်တော့ရေတွင်နေကြနေတဲ့မြင်းလေးကိုငုံကြည့်ကဘယ်လိုကတင်ရမလဲဆိုတာစဉ်းစားနေကြတယ်။အဖေနဲ့အမေကိုအိမ်ပြန်ခေါ်ရင် မြင်းကြောင်အလုပ်ကို ပေါ်ဆတော့သူတို့ညီကိုနှစ်ဦးကိုစူပူမှန်မဲပြီးရိုက်နှက်ကြမှာကိုကြောက်ကြတယ်ဒါနဲ့ဘလို့လှုပ်လေရင်အဆင်ပြေနိုင်မလဲလို့နှစ်ဦးသာစဉ်းစားနေကြတယ်ခဏအကြာမှာညီကိုနှစ်ဦးအကြံရသွားလေတယ်မြင်းလေး ခြေတွင်နဲ့ကြာတိကိစ္စကို သူတို့မပြောရင်မိဘများမသိဘူးဒါကြောင့်မပြောဘဲနေလဲကြမယ်မြင်းလေးကို လူဆိုးများဖမ်းသွားတယ်လူဆိုးကို ကြောက်ပြီးသားတို့နှစ်ယောက်မှအသာပုံးနေလိုက်ရတယ်လို့ပြောမယ်ဆိုပြီးနှစ်ဦးသာ တိုင်မြင်လိုက်ကြတယ်ဒါပေမဲ့ရေတွေနဲ့ကြနေတဲ့မြင်းလေးမှာရင်းနှီးနေတာမဟုတ်ပဲအော်ဟစ်အကူကြီးတောင်းနေလေတဲ့ ဒါကြောင့်မြင်းလင်းမအွန်နိုင်စေရန်အပေါ်ကနေမြေဖို့မှဖြစ်မယ်လို့တိုင်မြင်ကြတယ်။တိုင်မြင်တဲ့အတိုင်းညီကိုနှစ်ဦးဟာခြေရင်းလေးကိုခဲများနိုင်တဲ့လောက်ပြစ်ဖို့ချကြတယ်။မြင်းလေးကတော့ငါသခင်ကငါ့ကိုကယ်ဖို့ခဲတွေချပြီးလို့တွေးကကိုပေါ်ကြလာတဲ့ခဲကိုခါချပြီးချင်းနဲ့နင်းလိုက်တဲ့နောက်ထပ်ခဲများကြလာချိန်မှာလည်းဒီအနည်းအတိုင်းနင်းချလေတဲ့ ဒါပေမဲ့ဂဲလုံးအရေအတွက်များလာလေးလေးရေတွင်ကတဖြည်းဖြည်းတိမ့်လာလေးဖြစ်ပြီးမင်းလေးကိုမှလည်းအဘော်ကိုမြင့်မြင့်လာတဲ့ ခြေနှဲငယ်ကြတော့မြင်းလေးခုန်တက်လိုက်နိုင်တဲ့အထိရေတွေမှာတက်ဖြည်းဖြည်းပို့ပြီးတိမ်လာတဲ့အဲ့ဒီအခါမြင်းလေးကမြေပြင်ပေါ်သို့ခုန်တက်လိုက်ပြီးကျေးဇူးတင်လိုက်တာ အကိုတို့ရေအကိုတို့ကယ်လို့ကျွန်တော်အပေါ်ပြန်တက်နိုင်ခဲ့တာပါလို့စကားဆိုလေတဲ့မောင်ကြီးတို့မောင်ငယ်တို့ဟာမြင်းလေးထံမှာမမျှော်လင့်တဲ့စကားကို ကြားလိုက်ရလို့အော်ကနောက်သားရသွားကြတဲ့ဟယ်ဒီနောက်မိမိတို့အမားကိုတီးပြီး တောင်းပန်ပါတယ်မြင်းလေးရဲ့ငါတို့မင်းကိုအမြဲတမ်းဆောက်ရှောက်ပါတော့မယ်လို့ပြောပြီးမြင်းလေးကိုအိမ်ကိုပြန်ခေါ်ခဲ့ကြတော့တယ်ပုံမြင်လေးကတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အလုံးကျေးဇူးများတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်